တတိယချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုဖိုင်ဆိုင်လေးဟာဒီတစ်ပတ်အတွက်စတမမြောက်တင်တဲ့ဗီဒီယိုဖိုင်ဆိုင်လေးဖြစ်ပါတယ်နော်နံပါတ်6ခုမြောက်ဗီဒီယိုဖိုင်ဆိုင်လေးပါ2025အချိန်20အတွက်ဖြစ်ပါတယ်ဒီဆိုင်လေးကလည်းမတင်လို့မရဘူးပြန်နော်ဒီဖြစ်စဉ်လေးကလည်းနည်းနည်းထူးခြားတယ်အားရအောင်ကျွန်တော်တင်ခဲ့ခြင်းတို့ပြသပေးလိုက်ခြင်းဖြစ်ပါတယ်ကဲကျွန်တော်လည်းဒီချက်လေးလာကြည့်လိုက်အောင်သူဖြစ်စဉ်ကဒီ1992ကနေစတင်ပြီနော်92ခုနှစ်မှာ၄ထိပ်စီထွက်တယ်နော်92ခုနှစ်မှာ၄ထိပ်စီထွက်တယ် ီးရင်သူ့ရဲ့ဘေးမှာနော်ပေါင်းကျွခွန်ပါတယ်ပေါင်းကျွခွန်ပါပြီးတော့မှသူက1896ဆိုတဲ့နှက်ခတ်နှစ်စုံပေါ့နော်အဲ့အဲ့ဒီလေးလုံးအပီပေါက်တယ်နော်လေးထိတ်လို့ထွက်တယ်ဒီဘက်ထဲမှာပေါင်းကျွခွန်ပါတယ်ပြီးရင်နှက်ခတ်နှစ်စုံ1896အပီပေါက်တယ်ပြီးရင်ရှင်းနှလုံးကိုဒီဘက်ကိုဆက်ကြည့်လိုက်ရင်နောက်နှလုံး6လို့ဖြစ်တယ်နော်ဒီလေးထိတ်ရဲ့ဆောင်မှာပူဖောက်ကနဒီမှာတော့ဒီမှာတော့ခြေပူပူထားရယ်နော်ပူဖောက်ကနအဲ့ဒီ6ပူကိုကျွန်တော်ပြန်ထုတ်နော်92 92ကို220ပေါင်းရယ်90 92ခုနဲ့လေးထက်နော်လေးထက်ရဲ့ပြီးမှာပေါင်းချက်ခွန်ပါတယ်နှစ်ခါနှစ်ဆုံးတစ်ရှိကိုချက်အပြီးပေါက်အဲ့ကောင်ထွက်ပြီးရတယ်ရှင်းနှလုံးအားကိုဒီဘက်မှာနောက်နှလုံးချက်ဒီလေးထက်ရဲ့ဆောင်းပါလေအဖူးခွာကနေရှိတယ်ဒီမှာကတော့အခြေကူပဲနော်ဟိုဘက်မှာတော့လည်းကျွန်တော်6ဖူးပေးခဲ့တယ်ဒီမှာ3ဖူးပေးခဲ့တယ်နော်92 92ကို220ပေါင်းရင်2012ပေါ့နော်2012အောက်ဆက်နှစ်မှာလေးထိတ်လို့တည်ပြီးတယ်လေးထိတ်လို့တည်ပြီးရင်သူကနှလုံးပေါင်းခွန်ပါတယ်ပြီးရင်နှက်ခတ်နှစ်စုံ196ပြီးပေါက်တယ် ပြီးရင်ရှင်းနှလုံးကကိုနော်ရှင်းနှလုံးကိုလို့ကိုလို့ထည့်တယ်ပြီးရင်နောက်နှလုံး6လို့ထည့်တယ်နော်ခြေကိုနောက်6နော်ဒီမှာကျတော့ဒီလေးထည့်ရဲ့ဇောင်းမှာခြေဘူးမဟုတ်တော့နောက်ဘူးဖြစ်သွားပြီနော်66ဘူးနော်နောက်ဘူးဖြစ်သွားပြီအဲ့ဘူးနောက်ဘူးဆိုနောက်ဘူးတိုင်းကျတော့ပြန်လာတယ်နော်အဲ့ကောင်ငါးဆွဲနဲ့နှစ်ကိုပြန်ဖို့ဟုတ်ပြီနော်အဲ့ကျတော့ဒီ82ခုနှစ်ကိုပြန်သွားကြည့်လိုက်အောင်82ခုနှစ်မှာကျွန်တော်ကဒီ6နှလုံးအပူကိုဒီလေးထည့်ရဲ့ဇောင်းက6နှလုံးအပူကိုပြန်ထုတ်မှာနော်ဒီငါးဆွဲနဲ့နှစ်ဘယ်နေရာမှာထုတ်ရမှာလို့ဆိုတော့ဒီလေးထည့်ရဲ့အောက်မှာတဲ့နော်လေးထည့်ရဲ့အောက်မှာ တုံညာလည်းနော်တုံညာလည်းရှိတယ်လို့အဲ့ဒီပွဲထဲမှာပဲတုံညာတက်လို့ထောင်းရမယ်နော်တုံညာတက်လို့တန်းတယ်ဗျာတုံညာလည်းအမှုတွေရှိရမယ်ဒီလိုတန်းရတယ်မတန်းရင်သူကထိတ်နေတန်းရတယ်မတန်းရင်အပိတ်နေတန်းဒီမှာကျတော့နော်တုံညာလည်းအမှုတွေရှိရမယ်တုံညာလည်းမှုတွေရှိတယ်လို့တုံညာတက်အထောင်းလည်းရှိရမယ်နော်အဲ့ဒီတုံညာထိတ်ကိုနှစ်နှစ်ကျော်ဒီမှာတက်လို့ပိတ်ထားတယ်အဲ့တုံညာလည်းနှစ်နှစ်ကျော်တက်ပိတ်သူရနှစ်ပင်ကျော်မှာမှအစောနာဒီ6နှလုံးပူးရောက်ကောင်ကဒီမှာ6ပူးလို့ပြန်ကြတယ် ပြည့်ပေးမှာတော့နောက်နှလုံး6ကအများအားမှုတည်ရှိတယ်နော်နောက်နှလုံး6အများအားရှိဒီ3ညအလဲနဲ့3ညတက်လေးပဲမရှုံးနဲ့နော်ဒီမှာသူက3ညအလဲဒီမှာရှိနေတဲ့အတွက်ဒီဘက်မှာ3ညတက်ကသူကသူလွတ်လာဖြစ်ပြီဒါဖြစ်ပြီးတော့ပေါ့နော်3ညအလဲနှစ်နှစ်ကျော်မှာတိဘိတ်အဲ့ဒီတိဘိတ်ကိုနှစ်ပင်ကျော်လာဟင်သောနာဒီ6ခုဟာ6နှလုံးလာဘူးပြည့်ရပေးမှာတော့နောက်နှလုံး6ခုတည်ရှိရမယ်နော်အဲ့ဒီ6ခုဟာနှစ်နဲ့ပေါက်တယ်နော်အာပထမဖြစ်စဉ်ဒုတိယဖြစ်စဉ်ဒုတိယဖြစ်စဉ်ကကြတော့ဒီမှာနော်၄ထည့်ရဆောင်ဟာ တုံးတုံးပြန်ပို့ရမယ်တုံးတုံးဟာငါးဆွမ်းနဲ့နှစ်ခုပို့ဘယ်ချိန်မှာပို့မှောင်ဆိုဒီလေးဆွမ်းသောနှစ်မှာတုံညာအလင်းတုံညာအလင်းတုံညာတက်နောက်တစ်ခုရှိရမယ်နော်အဲဒါမျိုးပြောတာနော်တုံညာတက်လို့ဒီမှာတုံညာအလင်းလည်းဖြစ်တယ်တက်ပါတားလိုက်ထောင်လိုက်တယ်အဲ့လိုထောင်ပြီးတော့မှနှစ်နှစ်ကျော်မှတက်လို့ပိတ်အဲ့လိုတုံညာအလင်းနဲ့နှစ်နှစ်ကျော်ကတည်းကတက်နေအဲ့လိုတန်းပြီးတော့မှကျွန်တော်နှစ်ပင်ကျော်မှဒီတုံးတုံးချိန်ဘူးဟာနော်ဒီဒီလေးထည့်ရဆောင်ကတုံးတုံးရှိဘူးပဲနော်အဲ့ကောင်ကဒီညာကိုပြန်ပို့တာ ဘာလို့ပုံစံဒီဖြစ်နေကြလဲเนาะနှစ်ပင်တော်မှာပြန်ပို့ပြီးရပေးမှာတော့နောက်နောက်6ခါမှသိရှိရဲ့အဲ့ဒီ3ခုကဘာနဲ့ပေါက်လို့လဲ3နဲ့ပဲပေါက်တယ်เนาะ3နဲ့66ကို2နဲ့ပေါက်တယ်လို့ဒီ3000ကို3နဲ့ပေါက်တယ်အနှစ်တက်လက်3တက်လက်4တက်လက်ပေါ့ဗျာเนาะဟုတ်ပြီတတိယဖြစ်စဉ်2012မှာဒီ၄ထက်ရဲ့တောင်းကဒီမှာကျတော့နောက်ဘူးဖြစ်နေเนาะ66နောက်ဘူးဖြစ်နေဟုတ်ပြီအကြတော့ဒီကောင်ကပြည့်ရအောင်ပါတို့ဒါဒီမှာ3နဲ့1တော့ထောင်း3နဲ့အလယ်မရှိเนาะဟောဒီမှာเนาะ ။အုံညာလည်းထောင်၊တုံညာအလဲလည်းဖြစ်တယ်၊တစ်လည်းထောင်ထားတယ်နော်။တုံညာတစ်။အဲ့ဒီတုံညာတစ်ကိုနှစ်နှစ်ကျော်လာရင်တစ်ကပိတ်သွားပြီနော်။တုံညာအလဲနှစ်နှစ်ကျော်မှပြည့်ပြည့်။ပြည့်ရနှစ်ပြည့်ကျော်မှမှတွေ့လာ။တုံညာ66ကမနောက်ဘူးဖြစ်နေတဲ့အတွက်66ကနောက်ကိုပဲလာတယ်။အဲ့ဒီချိန်မှာ၄ရကြတော့ထိတ်ကိုရောက်တော့နော်။တုံညာ6ချောင်းနဲ့66ရှိဘူးကိုနှစ်အပိတ်နဲ့ပေါက်တယ်66နဲ့33ရှိဘူးကို3ပိတ်နဲ့ပေါက်တယ်3 try အခုဒီမှာကြာတော့ဒီ66နောက်ဘူးကို၄ထိတ်နဲ့ပေါက်တယ်၄လျှောက်လျှောက် နော်ဒီမှာဘာလို့နောက်ဘူးဖြစ်သွားလဲဒီမှာနောက်ဘူးဖြစ်နေလို့နော်ဒါဒါနှစ်ဆုံးသောနှစ်ရဲ့ဖြစ်စဉ်၃ခုပေါ့နော်ဘုနဆက်နှစ်ရဲ့ဟုတ်လားကူးစနှစ်နော်တစ်ဆုံးနှစ်ရဲ့နော်အဓိကဆိုလိုချင်တာကဗျာဒီ၃ဆုံးသောနှစ်ကအပူကို၅ဆုံးသောနှစ်ကိုပြန်ပို့တာနော်ဒီ၃ဆုံးသောနှစ်ကဒီအပူကို၅ဆုံးသောနှစ်ကိုပြန်ပို့ဒီ၃ဆုံးသောနှစ်ကအပူကို၅ဆုံးသောနှစ်ကိုပြန်ပို့ ကဲဟုတ်ပြီအကြတော့အဲ့အဲ့ပုံစံနဲ့ကျွန်တော်ဆက်သွားကြည့်အောင်ခုနှစ်ဆက်နဲ့နော်ဒီခုနှစ်ဆက်သုံးကဒီဒီ၆ခုဒီလိုပို့လိုက်အဲ့လိုဆိုခုနှစ်ဆက်သုံးပြီးရင်ကျွန်တော်၈ဆက်သုံးကိုသွားကြည့်အောင်၈ဆက်သုံးခုနဲ့မှာကျတော့ကျွန်တော်ကခြေဘူးတွေပဲကျွန်တော်လိုက်စားခြေဘူးဟောဒီမှာခြေဘူးဘူးရွတ်လာနော်၈ဆက်သုံးခုနဲ့မှာကျွန်တော်အပူဖားရလို့မဟုတ်တော့ခြေဘူးကိုလိုက်လိုက်ဖမ်းတော့၈ဆက်သုံးခုနဲ့မရှိဘူးအဲ့ဒီခြေဘူးပါလို့ထွက်ဆုံးပြောဒီနှစ်ဆုံးသောနှစ် အလဲနှလုံးတုံညာလို့ထောင်နေရှိဟဲ့အလဲနှလုံးတုံညာလို့ထောင်နေရှိသူ့ရဲ့အပေါ်တုံညာရဲ့ဘေးမှာရှေ့ဘူးကနာနော်အဲ့ဒီရှေ့ဘူးကနာသုံးသုံးသောနှစ်ရဲ့ပထမဆုံးထွက်တော့ရှေ့ဘူးကနာဖြစ်ရအဲ့ကောင်ကလည်းဘာလို့ဖြစ်တော့ဆိုဒီနှစ်သုံးသောနှစ်မှာပထမဆုံးထွက်တဲ့တုံညာနှလုံးရဲ့ဘေးမှာဖြစ်ရအဲ့အဲ့လိုတစ်ခုနဲ့တစ်ခုအချိန်ဆက်ဖြစ်နေတာပေါ့နော်ပြီးတော့မှဒီနှစ်နှလုံးဆိုတော့အဲ့ဒီနှစ်ကိုပေါင်းခြင်းနှစ်ဖြစ်အောင်အပေါ်မှာတပင်ကြောမှာပါရှိဘူးတုံညာရှိတယ်အဲ့ကြတော့နှစ်ရဲ့နှစ်ရဲ့တပင်ကြောကတုံညာရဲ့နှစ်နှစ်တုံညာဆို နော်အဲ့ဒီနှစ်နှစ်သုံးရဆိုတဲ့ခဏဟာနော်တစ်နှစ်ကျော်၅ဆောင်းသောနှစ်မှာပြန်ထွက်ပြန်ပြန်ထွက်နော်ပြန်ထွက်တယ်ထွက်တော့ဘယ်လိုထွက်တုံးဆိုတော့အစွမ်းနာဒီဘက်ကကောင်ပြန်ပြီးတော့ကျွန်တော်ကပုံစံပြန်ပြီးမှဒီမှာရှေ့ဘူးဖြစ်တဲ့အတွက်နော်ဒီမှာရှေ့ဘူးနဲ့ပဲဒီကထွက်တယ်နော်သွားဘယ်ဒီမှာထွက်မှာနော်ဘယ်ဒီမှာထွက်မှာတော့ဒီ၃ဆုံးသောနှစ်၄ဆုံးသောနှစ်အပူခွဒီမှာအပူခွဒီမှာအပူခွတပင်းကျော်မှာတလို့အပူခွအဲ့လိုဖြစ်ရအောင် ဒီမှာတော့ဖြစ်တယ်ဒီမှာမဖြစ်ဘူးเนาะဒီမှာဘူးခွာဒီမှာဘူးခွာဒီမှာဘူးမဖြစ်ဘူးဒီမှာဘူးခွာတပင်းညမှာဘူးခွာဟုတ်လားဒီလိုဘူးခွာဖြစ်ပြီတပင်းညမှာဒီလိုဘူးခွာနှစ်ခုဆင်းပြီးရပြီးမှာเนาะအဲ့ဒီနေ့ဆရာပြောရအောင်သုံးသုံးသောနှစ်ပထမဆုံးဘူးသောဒီနှစ်နှလုံးကိုအပေါ်မှာသုံးနှစ်တလုံးထည့်ပြီးတာနှစ်ဖြစ်အောင်ပေါင်းခြင်းနှစ်ဖြစ်အောင်အဲ့ကြလမှာနှစ်နှစ်ဆဲဆိုပြီးတော့တော့ဒီမှာအွန်လိုင်းချင်းလိုက်ကြပါเนาะဒီလိုစိတ်အောင်လိုက်နေเนาะဟုတ်လားအဘူးခွာ ပြင်ပြမှာလည်းအပူခေါ့ဟာအဲ့ဒါ83ကျတော့ဟုတ်ပြီဒီမှာ3ထိုင်ကိစ္စကလည်းဒီမှာပြီးခဲ့ပြီနော်93 93 3ထိုင်ကဒီ3နှလုံးကဒီကိုပို့ပြီ93တော့2300တော့2300မှာပထမဆုံးပူတော့ရှိဘူးမပူဘူးနော်ဟောဒီမှာပူပြီဗျာခွန်ပူနော်အဲ့ခွန်ပူကိုနှစ်ဖြစ်အောင်တပင်ပြမှာဟုတ်လားငါနော်ခွန်နဲ့ငါနဲ့တူလာတန်းနေနော်ခွန်နှလုံးနဲ့ငါနဲ့တန်းပြီ အဲ့ကောင်ဘာဖြစ်လို့ဖြစ်တော့ဆိုတော့ဒီနှစ်စွန်းသောနှစ်မှာအလဲနှလုံးတုံရလို့ထတ်တဲ့အချိန်နော်အလဲနှလုံးတုံရလို့ထတ်တဲ့အပေါ်တုံရရဲ့ဘေးမှာအဲ့ဒါဒီသုံးစွန်းသောနှစ်ရဲ့ပထမဆုံးပူတော့ကနမ်းမယ်ခွန်ပူကနမ်းနော်အဲ့ဒီခွန်ပူကဒီဘက်ကိုပြန်ပိတ်ရတယ်နော်ဟိုဘက်မှာတော့ပထမဆုံးပူတော့ဒီနှစ်ပူကဒီဘက်ကိုပြန်ပိတ်ရတယ်နော်ပြီးတော့မှနှစ်နှလုံးကိုတပင်ကြောကတုံရနဲ့တော့ပေါင်းချင်းနှစ်လန့်ထောက်လိုက်တာဟုတ်နော်အဲ့ကြတော့ဒီမှာဆောနာအဲ့ဒါလေးပြောဖို့ကြံရတယ် မခွန်ဘူးเนาะခွန်ဘူးကိုတပင်းတော့မှငါလို့ထည့်လိုက်ပြီးတော့ဒီခွန်ဘူးကိုဒီဘက်ကိုပြန်ပြီးတော့ပြန်ပြီးခွန်တစ်လုံးပြန်ပိတ်တယ်ပြီးတော့မှအကုန်လုံးကောက်ချက်ချလိုက်တော့ခွန်ခွန်ငါအဲ့ဒီခွန်ခွန်ငါဟာဒီဘက်ကိုလာပြီးထွက်တယ်ဘယ်တိမ်မှာထွက်မှာကောင်းဆိုတော့ဒီတုံးဆုံးသောနှစ်လေးဆုံးသောနှစ်မှာပူးခွားဘယ်လိုပေးလိုက်တာနော်ဒီမှာတုံးရ66တက်လေးလေးတန်းတယ်ဒီလိုတော့ခုမတန်းဘူးเนาะဒီမှာပူးခွားတန်းတယ်ဒီနှစ်ခုမတန်းဘူးเนาะ ဟောဒီမှာဘူးခွားနှစ်ခုတန်းသူ့ရဲ့တပင်တော်မှာနှစ်ခုတန်းပြီးတော့မှဒီမှာ9ခုခုနဲ့နော်9ခုခုလို့ကျွန်တော်ကဘာလို့ဒူထက်တုံးလို့ဆိုတော့နောက်3ထိုင်ကိုကြည့်လိုက်3ထိုင်မှာကျတော့ကနားရန်3လုံးဖြစ်နေရှေ့ဘူးလားနောက်ဘူးလားအခွာလားနော်ဒီဟာနှစ်ခုတည်းရတော့ကျွန်တော်ကရှေ့ဘူးရှေ့ဘူးတူတာဝင်ကြည့်ပဲနော်ဒီဘက်ကကောင်နဲ့ချိန်မယ်ဆိုတော့ကျွန်တော်ကရှေ့ဘူးယူရမှာလားနောက်ဘူးယူရမှာလားအခွာယူရမှာသူကဒီနောက်ဘူးကိုယူသွားတယ်နော်အဲ့ဒီနောက်ဘူးယူသွားတဲ့တည်းကသူကဒီမှာငါးခုခုဆိုပြီးတော့နော်အဲ့ဒါကျင်းနေမျက်စိမလဲသွားနေနော်ဟုတ်လားဒီမှာတော့ ဒီ66နှစ်ဆိုတော့ရှေ့ဘူးဖြစ်တဲ့အတွက်ဒီမှာဒီမှာနှစ်နှစ်တုံညဆိုပြီးထက်နော်ဒီမှာကျတော့333ဆိုတော့ပြတော့ကျွန်တော်နောက်နှလုံးကိုယူသွားရတယ်နော်နောက်နှလုံးပုံစံတန်းနောက်ဘူးကိုယူရပေါ့ကြာနော်ဒီမှာငါးခုခုလို့လာထက်ဟုတ်ပြီနော်ကြာဟုတ်ပြီဒီမှာဒီ2013ကလည်းဒီ6ဘူးနောက်ဒီ6နောက်ဘူးကိုဒီကိုပို့လိုက်အဲ့ဒါ73ပြီးတော့23ဆိုတော့23ရှေ့ဘူးကနေကြည့်အောင်မပေးဘူးပြသလား ။ဟောဒီမှာပေးပြီနော်။ဒါ23ခုနဲ့ပထမဆုံးပြုတဲ့ကောင်အောက်နားရောက်မှလာကြတာနော်။ကျိန်20မှလာကြနော်။29ကျိန်4ခုနော်။အဲ့ဒီ4ခုပါလို့ဖြစ်တုံးဆိုတော့ဒီနှစ်ဆုံးသောနှစ်မှာအလယ်နှလုံးတုံများလို့ထပ်တဲ့အချိန်မရှိဘူးနော်။အလယ်နှလုံးတုံများလို့ထပ်တဲ့အချိန်ဒီမှာလာထပ်တယ်နော်အကြောပထမတုံညာရဲ့ဘေးမှာဒါပထမဆုံးဒီသုံးဆုံးသောနေ့ရဲ့ပထမဆုံးရှေ့ဘူးပဲအကြောဒီလေးနှလုံးကိုနှစ်ဖြစ်အောင်ပါရှိရမယ်သူ့ရဲ့တပင်ကြောင့်မှာရှစ်ရှိတယ်တွေ့လားလေးလေးရှစ်နော်လေးနှလုံးနဲ့ မနှစ်ဖြစ်အောင်ရှစ်ထည့်ပြီးတယ်နော်အဲကြတော့ဒီရှစ်လေးလေးဆိုတဲ့ကဏ္ဍပေါ့နော်ရှစ်လေးလေးဆိုတော့ကဏ္ဍဟာအဲ၃ဆုံးသောနှစ်၄ဆုံးသောနှစ်အတူပေါ့နော်ခုထပ်ဘူဖာနခုထပ်မယ်ဆိုတော့ဒီမှာဘူဖာထပ်နော်ဒီမှာဘူဖာထပ်တယ်တပင်းတော့မှာဘူဖာတို့ထပ်တယ်နော် အဲ့ကောင်ကပြီးမှာ၈လေးလေးဆိုတော့လာထွက်ရမယ်เนาะတော့ဒီလေးပူးကလည်းဒီကိုပြန်ပိတ်ထားသေးရเนาะဒီလိုပူးခွားဖြစ်ပြီဒီလိုပူးခွားဖြစ်ပြီအဲ့ဒါကြောင့်မလို့ဒီလေးနှလုံးနဲ့ရှိကဒီမှာ၈လေးလေးလို့ထွက်ဒီမှာ၈လေးလေးလို့ကျွန်တော်ကဘာလို့ယူတုံးဆိုတော့ဒီမှာ၄66ကိုကြည့်လိုက်เนาะငါ66နောက်ဘူးနောက်ဘူးဒီ၄66ကနောက်ဘူးဖြစ်နေတဲ့အတွက်ကျွန်တော်ကဒီမှာဒီ၈လေးလေးကို၈လေးလေးအတိုင်းမှာထည့်เนาะအဲ့ဒီအချိန်မှာဒီတော့နောက်၄ပူးကလည်းပထမဆုံးကြတော့ကနဟာเนาะဒီ၄ပူးဖြစ်တဲ့အတွက်အဲ့၄ရာဒီကိုပြန်ပိတ်ထားတယ်เนาะပူးခွားအထက်တယ် မလည်းပူကထတူရပြင်မှာရှစ်လေးလေးပဲလာเนาะအကုန်လုံးကိုပြန်ပြီးတော့ရှုပ်လိုက်ရင်เนาะပထမဆုံးတည်လိုက်တဲ့ကောင်က66အဲကောင်နှစ်နဲ့ပေါ့နှစ်နဲ့ပေါ့ဆိုတော့ဒီမှာ66နှစ်66နှစ်ဆိုတော့၄ပြိတ်เนาะ၄ပြိတ်ဆိုတော့ဒီမှာပထမဆုံးထွက်တော့ကြည့်ဘူးကနှစ်နဲ့เนาะဒီ၃ညနဲ့ပေါ့ဆိုတော့နှစ်နဲ့၃ညအဲ့ဒီနှစ်နဲ့၃ညကလည်း၄ပြိတ်ပဲเนาะနောက်ဒီမှာ၃ဘူးကို၃နဲ့ပေါ့ဆိုတော့ပါထွက်တော့၃ထွန်ထွက်တယ်เนาะ၃ထွန်ကိုဒီ၃ဆုံးသောနှစ်မှာပထမဆုံးရှေ့ဘူးလို့တော့ခွန်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 ကိုပေါင်းခြင်းနှစ်ဆိုတော့၅ထဲလာခွန်ခွန်၅ခွန်ခွန်၅ကိုဒီမှာ ဒီအပူဖွားဒီအပူဖွားရဲ့ပြီးမှထွက်ငါးခွန်ခွန်ဆိုတော့၉ပြိတ်နော်ဒီ၃ထွန်းရတယ်၉ပြိတ်ပဲနောက်တစ်ခါဒီ73ရဲ့ဒီ6ပြူကို၄နဲ့ပေါက်ဆိုတော့6ပြိတ်ဖြစ်သွားတာပေါ့၄66နော်ဟုတ်ပြီအဲ့ဒါကိုဒီ၃ဆုံးသုံးနှစ်မှာပထမဆုံးရှိပြူဆိုတော့ဒီ၄ပြူအဲ့ဒီ၄ကိုကျွန်တော်ကပေါင်းချင်းနှစ်ဖြစ်အောင်လုပ်ရင်၈ထဲမှာရမလေးလေး၈ဆိုတော့6ပြိတ်အဲ့ကောင်၈လေးလေးလို့ဒီမှာထည့်လိုက်တယ်နော်၈လေးလေးဆိုတော့နော်၄66က6ပြိတ်ဖြစ်တယ်လို့၈လေးလေးရတယ် 6ပရိတ်နော်6 6နှစ်နဲ့နှစ်နှစ်သုံးချောင်းနဲ့၄ပရိတ်၃ထိုင်နဲ့၅ခွန်ခွန်နဲ့၉ပရိတ်နောက်ဆုံးအခု၄6 6နဲ့၈လေးလေးနဲ့နော်6ပရိတ်နော်အဖြေရတာလေးပဲနော်ဒီ၈လေးလေးနော်ဒီကနန်းကလည်းဒါတကယ်ကျွန်တော်ဒါမပြလို့မဖြစ်ဘူးနော်ကဲမိတ်ဆွေတကယ်ကျွန်များအားလုံးကံကောင်းကြပါစေ